तू อ่ะအဲ့လိုမဟုတ်ဘူးဗျမဟုတ်ဘဲနဲ့ဒီဘာသာရေးတွေနဲ့ပတ်သက်ပြီးပြောလိုက်တာပြောလိုက်ပြီးတော့မှဒုက္ခရောက်တာဒီတခါတော့ဝိထုတို့ကတော်တော်လေးတွေပါအဲ့ဒါသုံးဖို့ကျွန်တော်ဆက်ပြောပါ ဘာလို့ဆိုတော့အဲ့သုံးဘုတ်ကိုကျွန်တော်ကဘာလို့သုံးဘုတ်လုံးရွေးထားလဲဆိုတော့နေရာနဲ့ပတ်သက်ပြီးတော့ပြောချင်လို့ပါသုံးဘုတ်လုံးအဓိကရဲ့ဥတီချက်ကကိုယ့်နေရာမဟုတ်ဘဲနဲ့ရောက်လာတဲ့အရာဟာအမှိုက်ပဲဒီရက်ပို့ပြောမယ်ဆိုလို့ရှင်အဲ့ဒီအရာဘာကြီးပဲဖြစ်နေဖြစ်နေအမြဲအရှင်းခံရမယ်ကိုယ့်နေရာမဟုတ်လို့အဲ့ဒါကိုပြောချင်တာသုံးဘုတ်လုံးကဥတီချက်တူနေတဲ့အတွက်အဲ့ဒါကိုပြောပါမယ်ပထမဆုံးကျွန်တော် ဝက်လာဆိုတဲ့ခေါင်းစဉ်ရေးထားပါတယ်ဝက်လာဝက်လာဆိုတော့လူတော်တော်များများသိကြမှာသိမယ်အမှန်တိုင်းဆိုရင်ကျွန်တော်တို့တော်ရလူတွေဆိုရင်တော့သိပါတယ်လေခွင်းထဲမှာပောက်တက်တဲ့မြက်တစ်မျိုးအဲ့ဒီမြက်ကရှင်သန္တာအယမ်းမြန်တယ်နှောပြီးတော့တန်လဲတန်တယ်အဲ့ဒါကို तू ကဒူးလောက်ထိရှင်းလာပြီဆိုလို့ရှိရင်အဲ့ကောင်ဆွဲနှုတ်ဖို့တော့တော်တော်ခက်တယ်အင်မတန်ဟိုရှင်သန်အားမြန်တဲ့ မျက်တစ်မျိုးအဲ့တော့ဘာလို့မင်းတို့လက်ခွင်းနေတယ်မှာကွာအမြဲတမ်းဒီဝက်လာကိုမတွေ့တာလဲဆိုတော့အဲ့ဒီဝက်လာကသူကလေထဲမှာ စပားပင်တွေရိပ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ຫນွေကာလာကိုဖြတ်တယ်အဲ့ຫນွေကာလာကိုဖြတ်တဲ့အချိန်မှာကျွန်တော်လက်ခွင်းတော့မှဘာဘာရေးမှမရှိဘူးလေ6တွေ့ကန်နေတဲ့အခါမှာအဲ့ဝက်လာကជីထွန်းတော့ကသိသိလေးပဲအဲ့မှာမျက်ကောက်တဲ့လူမျက်နှုတ်တဲ့လူကအလွယ်တကူနှုတ်ယူပြလို့ရတယ်โอเค မရတာဘယ်ချိန်လဲဆိုတော့ကျွန်တော်တို့ရက်မှာပေါ့နော်ကြံတဲ့ဒေတာကိုကျွန်တော်မပြောကျွန်တော်တို့ပြည်ခိုင်ဘက်မှာຫນွေစပားဆက်ရမယ်ဆိုပြီးတော့စီမံကိန်းချတဲ့ကာလအဲ့ကာလအဲ့ຫນွေကျွန်တော်ကလည်းရွာပြန်သွားတယ်ရွာပြန်သွားတော့ဗရီကုန်းမျိုးကနေကျွန်တော်ရွာကို၃ပင်လောက်ကျွန်တော်လျှောက်ပြန်တဲ့အချိန်မှာလေကွင်းနေတယ်မှာခစားလုံးထီအောင်အဲ့ဒီဝက်လာပင်နေပေါ့တွေ့ဟောဝက်လာပင်နေကနော် တခါမှကျွန်တော်မမြင်ဘူးအဲ့လောက်ကြီးကြီးဘာလို့လဲဆိုတော့ဟိုကပ်ပေါက်စတထွာလောက်တို့လက်လေးသေးလောက်တို့ရောအရာရှင်းပြီလားလယ်သမားတွေကပြီးလို့ရှိရင်မိုးဦးကြထွန်လဲရက်လဲရင်လည်းအဲ့ထက်ပါသွားပြီလားပါပြီးပြီအခုဒီကောင်ထဲလောက်ဖြစ်တော့အဲရွာရောက်တော့စကားဝိုင်းမှာကျွန်တော်မေးရောဟာကျွန်တော်ရှောက်လာတာဗျာလမ်းဘေးမှာဝက်လာတယ်လောက်ကြီးစိုးနေတာဘာဖြစ်လို့လဲဆိုတော့အဲ့ရရွာသားကြီးတယောက်ကျွန်တော်ဦးကြီးပေါ့နော်အဲ့ သူကဘာပြောလဲဆိုဟာမင်းကလည်းကွာဆယ်မြောင်းကနေပြီးဆယ်မြောင်းလက်တက်တွေကနေရေတွေလှုပ်ပေးနေလေကွာတဲ့အဲ့တော့ຫນွေကိုမင်းပြင်ဘူးတလို့လေပတ်ကြဲ့အဲ့တွေပါတယ်မရှိတော့ဘူးအဲ့ဒီလေတွေအကုန်လုံးကရေတွေနဲ့ပြည့်နေပြီအဲ့တော့ရေတွေနဲ့ပြည့်နေပြီဆိုဝက်လာပင်ကိုရေလောင်းပေးတယ်လို့ဖြစ်ပြီးဝက်လာပင်ကကြီးလာဗောကွာဟာသူပြောတယ်ဟောင်းတာပဲဝက်လာပင်နဲ့ကြီးလာတယ်ကြအဲ့တော့ဦးကြီးတို့ຫນွေဆိုဘယ်လိုဆိုင်မှာလဲဘယ်လိုဆိုင်မှာလဲဟာမင်းက အကုန်တော့ဆိုင်လို့မရဘူးတဲ့ဘာလို့ဆိုတော့ဒီရေမြောင်းလက်တက်တရားနေပြီးတော့ရေတွေဝင်တာလဲဒီမှာဆက်ွက်ရှင်ဆက်ွက်35ရဲ့ဆက်ွက်အကုန်ဝင်တယ်ဒါပေမဲ့အဲ့ဒီလဲအကုန်လုံးနေသွားသွားဆိုင်လို့မရဘာကြောင့်လဲဆိုတော့အဓိကလမ်းမဆက်သွယ်ရေးနော်အဲ့ဒီဘွက်တွေရှုံနေတဲ့ဟာကိုဖြတ်ပြီးတော့ဒီစပားတွေကိုသေးတယ်ပို့တယ်လှုပ်တယ်ဆိုတော့လှုပ်လို့မရဘူးတချို့နေရာတွေကြာခြံထားခဲ့ရတယ်ခြံထားခဲ့ရတော့ စဘာຫນွေစဘာစိုက်ဖြစ်ရင်တောင်မှဟိုမှာလေကွင်းဆိုက်ကွင်းရှိတယ်လူဆယ်ဧကရှိတယ်လူပါဗျာ၃ဧကစိုက်မယ်နော်ကျန်တဲ့9ဧကလွတ်ထားမယ်ဆိုရင်အဲ9ဧကမှာတကယ်ကိုဝက်လာတယ်ဝက်လာတော့ကြီးဒီဘက်ကစဘာပင်လေးဘာဖြစ်လို့အကုန်လုံးမရှင်းမဲ့ခြံထားလဲမရှင်းမဲ့ခြံထားလဲလို့ရှင်းရှင်းလေးပဲအဲရှင်းကထွန်ဇက်နဲ့မောင်းရင်တောင်မှ၃ဇက်မောင်းတာ၃ဇက်ဆိုတာ၃ကြော့ မောင်းမအဲ့သုံးချောင်းမောင်းဝင်လေပဲတဲ့အဲ့ဒီကောင်အမြစ်ကလန်လာတော့မှရှိတယ်အမြစ်ကိုနောက်တစ်ခါလူရနဲ့ဆွဲယူပါလေနောက်တော့မင်းကူးတွေ့ခဲ့တဲ့ခစောင်းလောက်ရှိနေတဲ့ဝက်လာပင်တွေကိုစက်ကမနိုင်ဘူးအဲအရင်ဆုံးဓာတ်နဲ့အရင်ရှင်းရတယ်အငုတ်တွေပဲကြအောင်အငုတ်တွေပဲကြအောင်ရှင်းအငုတ်တွေပဲကြအောင်ရှင်းပြီးတော့မှထွန်ဆက်နဲ့30လောက်သုံးသက်လို့တော့အမြစ်တွေပေါ်လာပေါ်လာတော့မှအဲ့ဒီမြစ်တွေကိုယူပြီးတခြားနေရာပို့အဲ့တော့အဲ့လောက် ဒုက္ခခံပြီးတော့မလုံနိုင်ဘူးအခါတိုင်းလိုပဲရေလည်းမလွတ်ဘူးဆိုရင်ငါတို့ကလုံးဝမလုံနိုင်ဘူးကိုကစီမံချက်အရာလုတ်ကိုလုံးရမယ်ဆိုတဲ့အခါမှာဆယ်ဧကရှိတဲ့လူကတဧကဟန်ပြလုတ်ပြတယ်အဲဟန်ပြလုတ်ပြတော့ကျန်တဲ့ကိုဧကကိုလည်းစမမောင်းနိုင်ဘူးစမမောင်းနိုင်တဲ့အခါကျတော့ဝက်လာတော်ကြီးဖြစ်သွားတယ်အဲ့တော့အာဦးလေးတော့အဲ့ဒါဆိုလို့ရှိရင်မိုးရင်ကြရင်ဘယ်လိုလုပ်မလဲဒီဝက်လာတော်ကြီးဟာမင်းအဲ့ဒါတော့သေးကြတယ်အဲ့မှာ စီးစိမ်ပြောရင်ပြောပါစေကွာတဲ့ငါတို့ကဒီဝဲလာတော့မိုးရင်းမှာငါတို့ကစပားဆိုင်ဖို့လဲခွင်းကွာတာစပားရှိရမယ့်နေရာမှာဝဲလာရှိလို့မဖြစ်ဘူးလေတဲ့မိုးမတိုင်ခင်တော့ဒီကောင်တွေကိုဖြစ်တဲ့နည်းနဲ့ငါတို့ကရှင်းပြရမယ်အဲ့လိုပြောတယ်ဗျပြောတော့ကျွန်တော်ဝတ္ထုလေးကိုနောက်ဆုံးညီကုန်းတကြောင်းနဲ့ကျွန်တော်ချုပ်ပါတယ်နောက်တစ်ခေါက်ကျွန်တော်ပြန်လာရင်တော့လဲခွင်းထဲမှာစပားတွေစိမ့်ဆူနေတော့မြင်ရပါလိမ့်မယ်ဒါဝဲလာဆိုတဲ့ဝတ္ထုပြပါ ဒါပြောချင်တာเนาะကျွန်တော်တို့စပားရှိရမယ်လေခွင်းနေရာမှာဘာလို့ဒီမြက်ရိုင်းမြင်လာလာပြီးတော့ကြီးစိုးနေရတာလဲဒီကိစ္စပါเนาะအဲ့ဒါကတော့စာဖတ်သူများကိုဟာကိုတွေးကြည့်လို့ရပါတယ်အဲ့အဲ့လိုပဲနောက်တစ်ဆင့်ပြောချင်တာကကျွန်တော်တို့ကျွန်တော်ခြံလေး A1 မှာဝယ်ပြီးကစား ငါ86လောက်အဲ့ဒါဝယ်လိုက်တော့အဲ့ချာအခုလိုလမ်းအိမ်ရှိမှတလန်းနေပဲမဟုတ်ဘူးဗျမြင်းနီလမ်းမြေမြေလမ်းပေါ့နော်ကျွန်တော်မြေခွက်ကလည်းပဲတော့ကြည့်တဲ့အခါမှာမြေခွက်ထဲကိုဆင်းလိုက်တဲ့အချိန်မှာအပွက်ကခြေတော်မြုပ်တယ်ပေါ့နော်ခြေတော်မြုပ်လောက်အပွက်ရှိတယ်အဲ့မှာကျွန်တော်အိမ်ရှောက်တော့မယ်ဆိုတော့ပစ္စည်းတွေချပါတယ်ချချတော့အဲ့ကျွန်တော်တငယ်ချင်းက ကျွန်တော်တကယ်ချင်း engineer ပါသူသူကျွန်တော်ကြီးဆောက်ပေးပါတယ်အဲကျွန်တော်တကယ်ချင်းကနေပြီးတော့သူလူယုံပေါ့နော်အဲခြံဆောက်မို့ဆိုပြီးတော့ကိုတယောက်ထားပါတယ်အဲတော့ကျွန်တော်ကအာတလတစ်ခေါက်တော့မှမရောက်ပါဘူးအဲကျွန်တော်တကယ်ချင်းနဲ့ပဲကျွန်တော်ယုံကြည်လွှဲထားပါတယ်အဲတနေ့ကျတော့အဲကိုတယောက်ကကျွန်တော်သွားတဲ့အချိန်မှာဘာပြောဆိုဆရာရဲ့အဲဝေယုံတွေကိုဆရာရှင်းပါလားဘာလုပ်ပါလဲတဲ့ဆိုဟာမွှဲအောင်အဲဝေယုံတွေကအိမ်ဆောက်မဲ့နေရာနဲ့မလွတ်ဘူး တဲ့တယ်မှာဖြစ်နေဝလေရောနှစ်ယုံမြတ်အဲ့တော့မရှင်းလို့မရဘူးလေကွာရှင်းကိုရှင်းရမယ်ရှင်းပြီးတော့အခုပစ္စည်းတွေထားဖို့ဘာညာရောင်းမှာဒီကိုယုံနေရှိလို့ခက်ခဲပြက်တယ်အဲ့တော့မင်းနောက်နေ့ရစပြီးတော့နင်ဝေယုံရှင်းမင်းတော်ရမနိုင်လို့ရှိရင်ငါပြီးတော့မှပစ္စံငါ့ကိုပြောငါပစ္စံပေးမယ်ပြောလိုက်တယ်ပြောလိုက်တော့နောက်တလောက်ကျတော့တစ်ခေါက်သွားတယ်သွားတဲ့အချိန်မှာဝေယုံနေကအပေါ်ကသူခုတ်တာပြီရှင်းတယ်ဒါပေမဲ့ तू ကကျွန်တော်ကိုခေါ်ပြီးဆရာလိုက်ကြည့်ပါဦးနဲ့ဝေယုံနေလို့ဆိုလိုက်ကြည့်တော့ အကအတက်တည်းထွက်နေတာအတက်တည်းထွက်နေထွက်နေတော့သူကဘာပြောလဲဆရာဒီတိုင်းတော့အဆင်မပြေဘူးတဲ့ဒီဝယုံကိုနော်ကျွန်တော်တို့ဓာတ်တွေပစိနေနဲ့ခုတ်ယုံပြုတ်နေဘလို့မှမရဘူးမရရင်မင်းတူးกว่าအမြစ်ကိုဟာဆရာပြောလို့လွယ်တယ်အမြစ်တူးဆိုတော့ဟိုးအောင်နေကြီးပြီးတော့အမြစ်တရားအများကြီးဟာတူးကြီးกว่าတယောက်ထဲနဲ့မနိုင်နှစ်ယောက်သုံးယောက်တူးကြီးဆိုကျွန်တော်ပြန်ပေးထားခဲ့ပြန်ပါဗျအဲ့တော့နောက်တစ်ခေါက်တော့အဲ့ဒီမှာအမြစ်ပက်ပက်လေးမှာ တွင်းကြီးဖြစ်နေပြီတိုးတာဒါပေမဲ့အမြက်ကမကုန်အဲ့အမြက်တင်နေအသက်တွေပြန်ထွက်နေပြန်အောင်ဟာအဲ့တော့ကျွန်တော်သတိထားမိဟဲ့မင်းအညာမှာຢာလို့ရင်ຢာခေါ့ရင်ဘယ်လိုလုပ်လဲအဲ့မှာဝေယုံတွေရှိနေတာပဲအဲ့ဝေယုံတွေမင်းတို့ဘယ်လိုလုပ်ဟာဆရာအဲ့ဒါလွဲတယ်ဆရာနှွေးကိုຢာလို့မယ်ຢາລົ້ມເລີຍສ່ວນຢາຄົ້ມເລີຍສ່ວນດາດີບາດີນະອະກົງຄົ້ມໄລຄົ້ມປີ້ຍິນເຈົ້າເຮົາມີຊໍລະລີມີຊໍ အကုန်ပါသွားတာပဲပါသွားပြီးတော့မှအမြင့်ဆိုလဲအမြင့်လှန်လှန်ပြီးမီးရှို့ပြလိုက်တာဒီရပ်ွက်မှာမီးရှို့လို့မရဘူးတစ်နော်ရပ်ွက်လူတို့ကလက်ခံမှာမဟုတ်ဘူးနှစ်မီးသက်ကလက်ခံမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမီးကိစ္စကိုကျွန်တော်သိတယ်ဆရာကကျွန်တော်ကတမင်ချန်ထားတာဘာဖြစ်လို့လဲဆိုတော့အဲ့နီးကျွန်တော်တို့မျိုးပေါ်မှာသုံးလုံးမှာမရတာပဲအဲ့မှာအဲ့ဆိုဒုက္ခပဲမင်းဒီဝေယုံမရှိနေလို့ငါအိမ်ဆောက်မရဘူးဘယ်လိုလုပ်ရတော့မှာလဲဆိုတော့နောက်တစ်ခုတော့ရှိတယ်ဆရာတဲ့ ဲ့ဒါကျွန်တော်လည်းကိုရွေးမဟုတ်ဘူးကျွန်တော်သူများပြောလို့ဆရာကာကာဘက်ထရီဟောင်းတွေပါတယ်ရှင်းလဲဗျာအဲ့အဲ့ရလောင်းချလိုက်မယ်တဲ့မလုပ်ချင်တာလေဒီအဲ့ဘက်ထရီဟိုးရမှာ SS ရှိတယ်ဗျာအဲ့ SS ကိုလိုချင်တာဟာမင်းကလည်း SS လိုချင် SS ဝင်မှာဘောဟာ SS သွားဝယ်တော့ဝယ်ဆိုကျွန်တော်ပတ်စံပေးခဲ့တယ်ဟာနောက်တစ်ခါကြတော့တစ်ခါကျွန်တော်ခေါ်ပြတယ်ဆရာအဲ့ဒီတွင်းနေသွားကြည့်ပါဦးသွားကြည့်တော့ နှစ်တည်းမရှိတော့ဘူးဗျာ essence နဲ့ launch လိုက်တဲ့အခါမှာအဲ့ဒီဝမြစ်တွေလည်းပဲမခံနိုင်ဘူးအကုန်လုံးတေသွားတယ်အဲ့တော့ကျွန်တော်ဝတ္ထုကအဲ့လောက်ပဲဒါပေမဲ့နောက်ဆုံးနေကုန်ကြောက်ကကျွန်တော်ပြောချင်တာကျွန်တော်အင်္ဂလိပ်ဆောက်ပြီးကျွန်တော် channel မှာပန်းမွင့်နေခေါင်းစဉ်ကပန်းပွင့်တွေရှိတဲ့ခြံအဲ့ဒီဝေယုံတွေရဲ့နေရာမှာကျွန်တော်ပန်းမွင့်နေဆိုင်တယ်အဲ့ တိုင်းမင်းတွေကအခုပွင့်နေပြီအဲ့ဒီအပွင့်ရဲ့ယနာခန်းကုန်နေပါပဲအဲ့မှာအဝိတ္တရိုလေးပြီးသွားပါတယ်အဲ့တော့နေရာနော်ဝေယုံရှိဖို့တော်ရမှာတော့ပေါ့ရင်လွန်ဖို့တန်တဲ့ဝနဲ့ပင်တို့ဝဆက်ပိတ်တို့ဟာမျိုးတွေအိမ်ဆောင်မဲ့နေရာမှာသူရောက်လာတဲ့ခါကျသူကလကားပဲလေသူ့ကိုကျွန်တော်ရှင်းပြမှာပဲအဲ့ဒါနဲ့ပဲအဲ့ဝိတ္တရိုအဲ့လိုသူ့နေရာသူမဟုတ်ဘူးဗောဒီဝေယောဟာ အဲနောက်ဆုံးတပုတ်ပြောချင်တာကတော့ကျွန်တော်ပြောပြောနေတာအမ်ဒီ၃ပုတ်လုံးကြည့်လိုက်ရင်ဥတ္တရကတခုတည်းပဲကိုနေရာမဖွင့်နဲ့ကိုနေရာဝင်ယူတာအဲနောက်ဆုံးကျွန်တော်ပြဆောက်ထဲမှာလည်းမသိဘူးပြဆင်ဆိုတော့ဟာလေတခုရေးထားတယ်အဲဆင်ဆိုတာပထမဆုံးကျွန်တော်စဖွင့်တာဒါတကယ့်ကိုတွေ့တယ်ပါဒါတကယ့်ကိုတွေ့ကျွန်တော်ဝိတု နေနဲ့ဖန်ဆင်းပြီးကြည့်လိုက်ဆမတမ်းမြအောင်နဲ့ကျွန်တော်နဲ့ဟိုကသဘာဖရားတော့ဘာလို့အဲ့ပဲတော်တော်တော်ခေါင်နေဗျအဲ့ခေါင်နေဘုန်းကြီးကဖိတ်လို့အဲ့ဘုန်းကြီးကြောက်မှာသွားတာတော်ဘယ်မှာဟောမှာလဲဆိုရောက်တော့မေတော့ဒီဓမ္မယုံထဲမှာလေးတဲ့ဆိုသွားမကြည့်ပါဘူးဓမ္မယုံဆော့လဲဓမ္မယုံပေါ့နော်ဟောလိုက်တာပေါ့ကျွန်တော်နေကင်းနားနေညကြတော့ဗျာလှဲရီလှဲရီနဲ့လာတာပြိတ္တတွေဟာတပည့်ကြီးတွေခေါင်းပေါင်းကြောက်လာတာအဲ့ဓမ္မယုံကြီးအကုန်ပြေသွားတာ တိလေသွားပြီရောနောက်တော့ကျွန်တော်တို့ခုံချမထားဘူးခုံချမထားပဲနဲ့အလဲမှာပလင်ရှိတယ်အဲ့ကြတော့မှာကျွန်တော်တို့ဟောပြင်ဆရာတော်တက်မယ်ဆရာတော်တရားဟောမှာဆရာတော်ကတရားဟောမှာအဲ့တော့ကျွန်တော်တို့ကရှင်းမှာခုံကြီးနေဆိုရင်ပသိမ့်လျော်ဘူးပေါ့အဲ့တော့တရားနာတဲ့ပရိသတ်လိုပဲထိုင်ရတာပေါ့ထိုင်တော့အထိကပြောချင်တာကခုံနဲ့ထိုင်နေတာမဟုတ်ဘူးနော်ပရိသတ်ကတိုးလိုက်ရင်တိုးလိုက်ရင်ကျွန်တော်တို့ကဘဲသွားလို့ဆိုတော့အဲ့ ပလင်အောက်ကိုရောက်သွားတာတဖြည်းဖြည်းပရိသတ်နဲ့ကျွန်တော်တို့နဲ့လည်းရောသွားပြီကျွန်တော်တို့ဆိုင်ရေးဆိုင်မှာလည်းမသိဘူးပရိသတ်ကလည်းသူတို့ကသူတို့စကားတွေပြောပြောပြီးတော့အဲ့လိုပဲနေတယ်နေပြီးတော့ခတ်တူလိုပဲပြောမှဆိုရင်ဒါကျွန်တော်တို့တယောက်5မိနစ်ပဲပြောနိုင်တယ်ကျွန်တော်စင်မဟုတ်ဘူးကျွန်တော်ပွဲမဟုတ်ဘူးဆိုတော့ကျွန်တော်နားလဲလိုက်ဒါတကယ်တရားဟောတဲ့တရားပွဲကိုလာတဲ့ပြိတ္တကျွန်တော်တို့ နာမည်လည်းမသိဘူးကျွန်တော်တို့စာတွေလည်းသူတို့သိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ပြောနေတဲ့အချိန်မှာသူတို့ဟာသူတို့ပြောနေတာပြောဟာရသစာပေပါဗာရသစာပေပါမလို့နဲ့ရသစာပေချိုလားကန်လားမသိဘူးအာတမ်းမြောင်ပရာဟိတာပရာဟိတာတွေပါလေဘေးချောက်တာမသိဘူးအဲ့ဒါနဲ့တယောက်15မိနစ်စီပြောပြီးတော့ကျွန်တော်ကပြောဆာမနှက်ပြန်ပွဲကြဘယ်လိုနေမလဲဒီဥစ္စာဆိုတော့မဟုတ်တော့ဘူးကျွန်တော်တို့စင်မှားလာတာကိုယ်စင်မဟုတ်ဖ ೇನೆ ကိုယ်စင်မဟုတ်ရင်ကိုယ်ပရိသတ်မဟုတ်အသေးကြတယ်အစင်နဲ့ပရိသတ်နဲ့တွဲနေတာ အဲ့တရားပွဲဒီဖုန်းကြီးရဲ့တကိုးအရှိန်ကြောင့်ဖုန်းကြီးကိုကြည်ညိုလို့တကယ်လဲတွေပါနေတယ်တကယ်ဒီရွာသူရွာသားတွေအကုန်လုံးကတရားနာအောင်လာတာဒီကောင်နှစ်ကောင်ကရှေ့ကနေပြီးတော့ဘာတွေလာပြောတာလဲဆိုတာမျိုးထင်ပါအဲ့ဒီညကျွန်တော်တို့ဆင်မခဲ့ရပါတယ်ဟုတ်တာတဆင်ပေါ့ဗျာနောက်တစ်ခုကကြတော့ဘာလဲဆိုတော့အဲ့အဲ့ခေကကျွန်တော်နာမည်တော့ထည့်မပြောတော့ဘူးဗျာဘာလို့လဲဆိုတော့ အဲ့ဒီမင်းသားကြီးကအရန် popular tip သင်ပေါ်ကြော်ကြားနေတဲ့အချိန်မှာဟာသူလုံးသမဲအကုန်လုံးอ่ะဗျာနံပါတ်1ညွယ်နံပါတ်1ကြီးပဲသူ့ဘယ်သူမှပြိုင်လို့ရှင်လို့မရတဲ့အချိန်အဲ့ဒီအချိန်မှာသူကဘာလုပ်လဲဆိုတော့စာပေဟောပြောပဲငါတက်ဟောမယ်ကွာဆိုပြီးတော့ဟောတာသူနဲ့ကျွန်တော်နှစ်ပွဲဟောဘူးလေသူကဟောလိုက်တာလဲဆရာဦးအောင်သိန်းဟာဆရာမောင်တော်ကအဲ့လိုလူနဲ့တွဲပြီးတော့ဟောတယ်ဗျာသုံးနှစ်ပွဲတော့ဟောတယ် ။ဟောကျွန်တော်နဲ့ဆက်တွေ့တာတော့စမ်းချောင်းအပွဲမှာ။စမ်းချောင်းအပွဲမှာတွေ့တာကနော်။အဲ့တွေ့တာဘယ်လိုလဲဆိုတော့ तू က5မိနစ်တော့ပြောပြီးတော့ဘုန်းဆိုဆင်းသွား။စင်တော့ဆရာဦးအောင်တင်ပြောတာကိုကျွန်တော်သူပြီးကျွန်တော်တက်ရမှာကိုဆရာဦးအောင်တင်ပြောမှာကိုကျွန်တော်ကကြားလိုက်တယ်ဟဲ့အောင်မင်းနောက်မင်းတနိုင်နီးပါတော့ပြောနေအောင်ကြင်တာกว่าတယ်15မိနစ်ရဒီမှာတောက်ရှင်ပြက်တယ်กว่าတယ်တောက်တောက်လို့တော့မဝသေးဘူးတယ်မင်းကဆိုပြီးတော့သူ့ကိုအဲ့လို ဟိုငေါ့ပြောလေးပြောတာပေါ့ဗျာအဲ့ဒါကျွန်တော်ကြားရတယ်ပဲအထားလိုက်ပါ now တပွဲကြတော့ထူးထူးခြားခြားနော်ကျွန်တော်ဘဲစားပြီးဟောပြောပွဲမှာသတင်းစာတွေမှာမကြုံကြဘူးမပါဘူးသူကပတ်စံအရန်ပေါ်တော့ဘယ်နေ့ဘယ်နေ့ကြလို့ရှိရင်ဟာဟောပြောပွဲဘယ်သူမောင်စွန်ဗီဒီယိုဘယ်သူဘယ်သူနဲ့သတင်းစာမှာပတ်စံကုန်ခံကိုအဲ့လိုကြော်ညာထဲတာရကြော်ညာထဲတာအဲ့လိုပွဲမျိုးပေါ့နော်အဲ့ဒီပွဲကတော့မမက်ရရဗျကျွန်တော်ပါတယ်သူပါတယ် ။နောက်ဆရာလင်းယုံမောင်မောင်ကျွန်တော်တို့ဆရာကြီးပါပဲနော် သူပါတယ်၃ရောက်၃ရောက်ပါတယ်အဲ့မှာသူကအထူးဆန်းဖြစ်တာပေါ့နော်ထူးဆန်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုစာပေဟောပြောပွဲသွားတဲ့ delay သူနဲ့မရင်းနေဘူးပေါ့မရင်းနေတော့ရောက်ရောက်ချင်းပဲကျွန်တော်တို့၃ရောက်ထိုင်ပြီးစကားပြောတဲ့အချိန်မှာဆရာလင်းယုံမောင်မောင်ကနေရာချရပြီဒါကျွန်တော်တို့စီမံစီနီယာအဖြစ်ဆုံးလူပါဘယ်သူပဲနေနေဘယ်လိုပဲနေနေဆိုဒီလိုပဲလုပ်ရှိတယ် ဲ့တော့မောင်ဆယ်ဝင်းနဲ့မင်းအလဲနေလိုက်กว่าတဲ့နော်မင်းကတော့နာမည်ကြီးတကယ်မင်းသားဆိုတော့မင်းထိတ်ဆုံးကနေလိုက်กว่าတဲ့ပြီးလို့ရှိရင်နောက်ဆုံးကငါနေမယ်တဲ့သူအဲ့လိုပြောတယ်အဲ့ပါသူမျက်တာပြက်သွားတယ်ဘာလို့ပြက်သွားလဲဆိုတော့ကျွန်တော်သိတယ် तू ကနောက်ဆုံးမိတ် तू ပြိတ္တကြီးပဲကြောင်းအောင်နော် तू ကအဲ့လိုနောက်ဆုံးမိတ်မှာသူ့လက်ဆိုရင် ပြိတ္တတွေ तू ဆောင်းဆောင်းဆောင်းနေမှာပေါ့ တယ်နော်ပရိသတ်ကတကယ်လာတာဗျာအုံအုံကြက်ကြက်နဲ့လာတာအဲ့တော့ဆက်လျောင်းမောင်မောင်စီစဉ်လာလဲကျွန်တော်သဘောပေါက်တယ်အာကျွန်တော်လဲနောက်ပိုင်းအဲ့လိုနာမည်ကြီးတွေနဲ့ကြုံတဲ့အခါမှာသူတို့ရှေ့ဆုံးဝင်တင်တယ်ဟောကြောင့်သူတို့ရှေ့ဆုံးတင်လိုက်ခံတယ်သူတို့ကြည်ကျင်တယ်သူတို့အတွက်လာတဲ့ပရိသတ်ကပြန်သွားတယ်ပြန်သွားရင်ကျွန်တော်တို့ပရိသတ်ပဲကျွန်တော်တို့သီးသန့်ဟောလို့ရအဲ့လိုပဲကျွန်တော်ယူအောင်ပွဲရှိတော့ကျွန်တော်မင်းသမီးတလက်ခေါ်သွားဦးတယ် ခေါ်သွားဖို့ပြီးတော့ရှေ့မှာဆယ်မိနစ်လောက်တင်ပေးလိုက်တယ်တင်ပေးလိုက်ပြီးတော့သူပြိဿပြန်သွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ तू ကဓမင်းမစားတော့ဘူးဗျာစိတ်ကောက်ဓမင်းစားရဆိုတော့ကျွန်တော်မစားတော့ဘူးဟုတ်မစားနဲ့အဲ့ချိန်တော့နော်ကျွန်တော်တို့ဟိုဒီလောက်ခင်မမြင်ဘူးဗျာမီးတွေမိုက်တွေဝါအဲ့ချိန်တော့ဗီဒီယိုနဲ့မှတ်တမ်းတင်တယ်ဆိုတော့မရှိဘူးမရှိဘူးဆိုတာမလောက်နိုင်ဘူးပေါ့ तू ကသူ့ဗီဒီယိုပါတယ်သူ့မိုက်ပါတယ်အကုန်လုံးနဲ့အဲ तू တခါအဲ့တော့သူရှေ့ကတဲတော့တဲရမယ်ဆိုတော့ညင်းမရတော့ဘူးလေအဲ့တော့သူတပည့်တွေကိုခေါ်လိုက်တယ်ခေါ်လိုက်ပြီးတော့ဗီဒီယိုဆင်းဘယ်လိုလုပ်မီမီမီဘယ်လိုလုပ်ဘာညာဘာညာသူပြောပြောပြီးတော့နံပါတ်1သူစဟောတယ်အဲ့တော့ကျွန်တော်ကဗတ်တရီထားလိုက်လေဆိုတော့အဲ့ဒါမတိုင်ခင်စမ်းချောင်းပွဲတုန်းကဆရာဦးအောင်သိန်းကဟဲ့အောင်မင်းနေ့စုံတဏ္ဍာရီလောက်တော့ကျင့်ကွာပြောလိုက်တယ်ပြောလိုက်တော့ तू ကအဲ့ပွဲတုန်းကလည်း तू နဲ့ကျွန်တော်နဲ့ကသိပြီလား အဲ့ကျွန်တော်ဒီတခါအိမ်မှာသေချာဗီဒီယိုရိုက်ပြီးတော့လေ့ကျင်ထားတာပဲတနိုင်မရတော့မိနစ်40 45ရတယ်ဗျာဟာရတယ်โอเคကောင်းတော့ဘောဆိုပြီးတော့သူအဲ့ညာဘာဟောလဲဆိုတော့မင်္ဂလာတုတ်ကိုဟောတယ်ဗျာမင်္ဂလာတရား38ပါးကိုသူရွတ်ပြတယ်နော်အဲ့လိုဖျားစာလေးဗျာရွတ်တယ်ရွတ်ပြီးတော့ဟောတယ်ဟောပြီးတဲ့အချိန်မှာပြိတ္တကသူ့မျောလင့်ထားတာဗျာ သူစီကထွက်လာမဲ့ဟာတွေကဒီကျုပ်ရှင်လောကသူတို့စိတ်ကူးယဉ်ထားတဲ့ဟာတွေဘယ်ကားရိုက်တော့ကျွန်တော်ဘလို့ဖြစ်ပြီးဘာဖြစ်လဲညာဖြစ်လဲအဲ့ဒါတွေကြားချင်တာ तू ကအဲ့လိုမဟုတ်ဘူးဗျမဟုတ်ဘဲနဲ့ဒီဘာသာရေးတွေနဲ့ပတ်သက်ပြီးပြောလိုက်တာပြောလိုက်ပြီးတော့မှဒုက္ခရောက်တာအောက်ကပြိဿကိုဆွဲခေါ်လိုက်တာအမှန်တော့အဲ့ဒါချက်ဝောက်တင်ပြောဘူးတယ်နော်တုံတောင်ဆိုင်ဆရာအောက်ကပြိဿကိုစကားလည်းလှမ်းမပြောရဲဘူးကိုကလှမ်းပြောလိုက်လို့ဟိုကပြန်မပြောရင်ကိုအချက်ွဲတယ် အဲ့တော့မပြောနဲ့အေးဆေးပဲနေတကယ်ပိုင်ပြီးညှိပြီဆိုတော့မှအပေးယူလို့ပြောသူကဘောကနေပြီးတော့ကဲကျွန်တော်ဒီကုန်းချုပ်ပါပြီအဲ့တော့ကျွန်တော်ဟောခဲ့တာအကုန်လုံးကိုကုသိုလ်ဒါနယူတဲ့အနေနဲ့တာရုသုံးချိန်ခေါ်ပေးပါ အမြအမြအမြသူဆင်းတယ်ခေါ်ဦးရတာလို့အော်ပြိသက်ကတင်းနေမခေါ်ဘူးမခေါ်တော့ခန္ဓာမူလောက်တဲ့တယောက်ကအရန်တော်တာပဲ တော့ချက်ချင်းလာပြီးတော့မိုင်းတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာเนาะတာတို့အမျှပေးလို့ရှိရင်တာတို့ခေါ်ရပါတယ်တာတို့ခေါ်နိုင်တဲ့လူတွေမှဘလောက်ကောင်းကျိုးရှိတယ်ဘာညာဘာညာနဲ့ပြောပြီးကဲတာတို့ခေါ်လိုက်ကြပါအောင်ဆိုတော့မှတူတူတိတိနဲ့အတန်ထွက်လာအဲ့ဒီဟာစပြီးတော့နောက်သူစင်ထားတဲ့ပွဲတွေအများကြီးပဲအဲ့ဒါတွေကိုသတင်းစာတွေထည့်ကြော်ညာရတဲ့ပွဲတွေကင်ဆယ်လုပ်တယ်ဆိုပြီးတော့ဒါစင်မာတာအဲ့တော့ကျွန်တော်ပြောချင်တာเนาะဘယ်ညာမစုံနုပညာလောကပဲဖြစ်ဖြစ် လူမှုလောကပဲဖြစ်ဖြစ်နိုင်ငံရေးလောကပဲဖြစ်ဖြစ်စင်မားလို့ရှိရင်အဲ့ဒီလူဟာစင်မောကပြန်ဆင်းရတာပါပဲကျေးဇူးတင်ပါတယ်